ားစုံနဲ့နှစ်တိုင်းပေါ့နော်ကျွန်တော်လိုက်ကြည့်တဲ့လောက်ကတော့ရှစ်ထိတ်ကဲတပွဲကျော်ဘယ်ရှစ်ထိတ်လဲဆိုတော့ဒီရှစ်ရနှစ်ကတ်တော့မပါဘူးနောက်မှာတော့ပါလာမယ်နော်အဲ့ကျွန်တော်တို့အကြမ်းကြည့်လိုက်မယ်ရှစ်ထိတ်တပွဲကျော်ပူးတယ်ခွန်ထိတ်တပွဲကျော်မှာပူးတယ်တစ်ခါ6ထိတ်စီးရဲ့တပွဲကျော်မှာပူးတယ်အပူကြီးထွက်တယ်9ထိတ်တပွဲကျော်ပူးတယ်နော်ငါပြီးတော့အခု၄ထိပ်တပွဲကျော်ပူးမယ်အခု၃ထိပ်တပွဲကျော်ပူးမယ်အဲ့ဒီမှာတဲ့ကျွန်တော်တို့ နောက်ဆုံး၄ခက်ကပုံစံတူထားတာရှိနော်သူကဒီနှစ်အဲ့ဒီနှစ်နဲ့ဒီခွာသုံးလုံး၄နဲ့သူက6လို့ဖြစ်တယ်နော်နှစ်ကယ်9ရယ်ဆိုတော့1တက်ကဒီ9ခါရဲဆိုတော့6လို့ဖြစ်တယ်နော်ချိန်မှာတော့မဖြစ်ဘူးတက္ခဒုတိယ9ထိပ်ဒီ3လုံးက1နော်6လို့ပဲဖြစ်တယ် ဒီမှာလဲ9ထိပ်စီဒီ3လုံးက1เนาะ1 6နှစ်ဆိုတော့1အဲ့မှာလဲ6ပဲအခုဒီမှာ6ထိပ်စီဒီ3လုံးက6တလားအဲဒီ3လုံးက6เนาะ6ကနေ10ဒီမှာ6ထိပ်6ဖြစ်တယ်သူအဲ့လိုကနန်း၄လုံးပေါင်းလိုက်လို့6ပုံတွေဖြစ်တဲ့ဘေးမှာအပူးတွေထွက်ဒီနှစ်ကဲ ဒီ၃လုံးရဲ့နော်သူက6ဒီ9ရဲ့ဒီ၃လုံး1ကဲ6ဒီ9ရဲ့ဒီ၃လုံး1ကဲ6ဒီ6ရဲ့ဒီ၃လုံး10ဆရဲ့6လို့ပြည့်သူ့ဘေးမှာအပူထွက်တာနော်အဲ့ဒါဆိုတော့နောက်တစ်ချက်ကဒါက9စုံနဲ့ပြေးသွားတာဟုတ်ကျွန်တော်တို့9စုံနဲ့မပြေးဘဲနဲ့စီနီယာပြေးမယ်နှစ်စုံ 3ဇွန်4ဇွန်5ဇွန်ပြည့်ကြည့်အဲ့နှစ်ဇွန်3ဇွန်4ဇွန်5ဇွန်လို့ပြည့်ရင်အဲ့ဒီနှစ်ထဲမှာရူရီ64လို့ဖြစ်တာတော့မဟုတ်ဘူးဘူး3ဇွန်ခုနှစ်ထဲမှာလည်းအဲ့ဒီလိုပဲဒီလို64လို့ပြည့်လိုက်တာနဲ့ပူးတယ်တခါ2014ထဲမှာလည်းဒီလိုပဲ64လို့ပြည့်တာနဲ့ပူးတာ ကဲဒါဆိုရင်အခုဒီမှာ6ထိပ်4အပိတ်64လို့ပြေးပြီပူးမလားအဲ့လိုမျိုးသွားစမ်းကြည့်အဲ့တော့ तू ကဒီ6ထိပ်4ထိပ်လို့ဖြစ်တာ ਨੇ तू အောက်မှာပူးတော့နော်ဒီမှာ6ထိပ်4ထိပ်လို့ဖြစ်တာ ਨੇ तू အောက်မှာပူးတော့အဲ့ဒီမှာ6ထိပ်4အပိတ်နော်အပိတ်အပိတ်ပါးစပ်ကလည်းအထိပ်တွေကြီးလျှောက်ပြောတယ်4အပိတ်6ထိပ်4အပိတ် तू အောက်မှာအပူး အဲ့64အပူကိုနောက်3ခတ်မှာသူကကျွန်တော်တို့ကစားခဲ့တာတွေအတူညီတဲ့ဟာတွေရှိတယ်လေကျွန်တော်တို့အဲပရိရှိကုန်လေဒီဒီကမ်းမှာ3ထိပ်စီပါ3နောက်ပိတ်တွေပါထည့်တယ်3နောက်ပိတ်တွေစောင်းနော်3နောက်ပိတ်စောင်းตัว634လို့ဖြစ်တာเนาะဒီမှာလဲ634လို့ဖြစ်တာဒီမှာလဲ634လို့ဖြစ်တာเนาะ အခုဒီမှာတော့၃တော့မဖြစ်ဘူးပေါ့သူက6 4ဖြစ်တယ်နဲ့သူကဘူးပေါ့အဲ့ကျွန်တော်ဒီပွဲကိုအဘူးဒီ၄ခတ်နောက်နောက်၄ခတ်တနေတယ်နဲ့ကျွန်တော်ရိုက်တယ်အဲ့အဲ့ဒီဘူးတာမဘူးတာတော့မသိဘူးပေါ့လေစိုက်ကတော့ဒီဘွယ်အဘူးမဟုတ်ရင်ရှေ့ကခိုးမရအဲ့အဲ့ဒီအဘူးကိုကျွန်တော်စောကြီးကပြထားတဲ့ကနန်းတစ်ဘွက်ရှိတယ် နော်စောကြီးကပြတာ336ဆိုတယ်ကနေ363ပေါ့သူ363ကိုကျွန်တော်ကစားပြမယ်အဲ့ကောင်ကဒီ line နဲ့မှဝင်လာတာကျွန်တော်ပြီးခဲ့တဲ့ပွဲကပြတယ်တုံးထိပ်ပေးထိုင်နှလုံး30ပေါ့နော်သူဒီ3လုံးပေါင်းကိုထိုင်နဲ့အခွားနဲ့ပေါင်းကိုသူက7လို့လဲသူကဖြစ်ထားတာပေါ့နော်တခါဒီမှာတုံးထိပ်ထိုင်နှလုံး30 အဲဒီသုံးထိုက်နဲ့ဒီအခွာကိုးနဲ့က12လို့သူဖြစ်တယ်နော်ဒီမှာသုံးထိုက်ထိုင်နှလုံး10ဒီသုံးထိုက်နဲ့အခွာ10နဲ့သူက73လို့ဖြစ်တယ်နော်သူ့မှာခဏန်းကသုံးထိုက်ဘေးမှာသုံးထိုက်ဘေးမှာဘတ်ရှစ်ခွာကိုးခွာ10ရိုက်တယ်ထိုင်နှလုံး10ပေါ့နော်သုံးထိုက်ဘေးမှာထိုင်နှလုံး10ခွာရှစ်သုံးထိုက်ဘေးမှာထိုင်နှလုံး10ခွာကိုးတခါသုံးထိုက်ဘေးမှာ ထိုင်နှလုံးတက်စဲနဲ့ဝါတက်စဲဆိုပြီးသူရိုက်သွားတာအဲ့လိုရိုက်ပြီးတော့ကျွန်တော်သူ့ရဲ့အောက်တပွဲကြော်ကနန်းတွေကိုကျွန်တော်လိုက်ဖမ်းနေတော့ဒီနေရာမှာ၃လေးလေးထဲမယ်ပေါ့နော်အဲ့၃လေးလေးမထဲခင်အပေါ်မှာဘာထဲမလို့အဲ့တော့ကျွန်တော်တို့အောက်ကဒီလေးထိပ်ဘေးကကနန်းကိုအသာထားလိုက်အောင်ဒီကနန်းကိုအရင်ကြည့်ရတော့အဲ့ဒီမလေးလေးထိပ်ဘေးကကနန်းကနောက်ပွဲမှာကစားမှာထားလိုက်အောင်သူ့အပေါ်မှာအရင်ထွက်မဲ့ကနန်းကိုကြည့်နော်သူ့အပေါ်မှာ အဲ့ကျွန်တော်တို့ဒီ၃ထည့်ရဲ့ဇောင်းကိုကြည့်မယ်နော်ကျွန်တော်ဒီ၃ထည့်စီရဲ့ဇောင်းကိုကြည့်အဲ့ဒီ၃ထည့်စီရဲ့ဇောင်းကခဏကိုကြည့်ဟုတ်ပြီအဲ့ဒီ၃ထည့်စီရဲ့ဇောင်းကခဏနေကျွန်တော်ကစလွှင့်တဲ့နေ့ကပြောခဲ့တယ်အဲ့ခဏကသူ့ရှိနှစ်ကခဏပဲနော်ဒါဆိုရင်ဒီ၄တခွန်ကလည်းသူ့ရှိနှစ်ကခဏပဲ၄တုံညာခွန်နော်သူ့ရှိနှစ်ကခဏ အခုဒီမှာထွက်မဲ့ခန္ဓာကလည်းစလွန့်နဲ့လိုက်ပါတယ်အသူရှိနေမနစ်ကခန္ဓာကျွန်တော်ဒီကောင်းကိုပဲပြမယ်336ပရိစ္ဆေနှစ်လည်းရှိတယ်เนาะအခြေ9ရှိတယ်နောက်9ညကျွန်တော်ပြတယ်เนาะနှလုံးပေါင်း9နဲ့အဘူးဆိုတာလည်းကျွန်တော်ညကပြတယ်အဲ့တော့ဒီကောင်းကအကုန်လုံးနဲ့ကြိုက်တာအခြေ9အနောက်9နှလုံးပေါင်း9အဘူးအကုန်ကြိုက်တယ်မနစ်ကခန္ဓာလည်းဖြစ်တယ်ပေါ့ဗျာเนาะအဲ့ဒီမှာကျွန်တော်ညကပါသွားတွေ့ရုံဆိုတော့ အဲ့ဒီကဏ္ဍကသူ့ရှေ့နှစ်ကိုလာပေါက်တဲ့ကဏ္ဍဖြစ်တယ်မှန်တယ်အဲ့ဒီကဏ္ဍကဘယ်ရကဏ္ဍလဲဆိုတော့ကျွန်တော်တို့အဟုတ်အဝေးကြီးကိုရေသွားလိုက်ပေါ့ဗျာကျွန်တော်တို့ဒီဘက်မှာခွန်ဇွန်းနယ်ကူနှစ်တဲကကဏ္ဍအဲ့ဒီခွန်ဇွန်းကဏ္ဍဒီလေးဇွန်းကိုပေါက်ပြီးမှ၅ဇွန်းနဲ့နှစ်တဲကိုလိုက်လာတယ်သုံးခွန်နှစ်နော်အဲ့ဒီခွန်ဇွန်းနယ်ကူနှစ်တဲက၃ခွန်နှစ် လေးစုံတဲ့ခုနှစ်ကိုလာထွက်ပြီးမှသူ့ရဲ့နောက်နှစ်ကိုလိုက်ထွက်တာအဲဒါဒုတိယကဏ္ဍဒီမှာလဲဟွန်တီလေးอ่ะသူ့ရှေ့နှစ်ကကဏ္ဍမှန်တယ်ဒီကဏ္ဍကလည်းကျွန်တော်တို့ခေါ်နေ70ခွန်ပြီးတော့68ခုနှစ်ထဲကကဏ္ဍ68ခုနှစ်တည်းက68ခုနှစ်တည်းကနှစ်ပိတ်မှာထွက်ထားတယ်ကဏ္ဍခွန်304ဒီခွန်304ဒီ ခွန်ဆုံးကနေပြီးတော့လေးဆုံးနဲ့ခုနှစ်ကိုထွက်ပြီးမှငါးဆုံးနဲ့ခုနှစ်ကိုလိုက်ပေါက်တာနော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒီပွဲထွက်မဲ့ခဏမိနစ်ကခဏဟုတ်ပြီအဲ့ဒီမိနစ်ကခဏကခွန်ဆုံးနဲ့ခုနှစ်ထဲမှာရှိသလား2009ထဲမှာကျွန်တော်တို့ဝင်ကြည့်လိုက်ရှိတယ်336ဆိုတယ်အဲ့ဒီ336ဒီ လေးစွန်းတဲ့ခုနှစ်ထဲမှာအရင်ပေါက်ပြီးမှသူ့နောက်နှစ်ကိုလိုက်ကပ်နော်အဲ့ဒီကောင်လိုက်ရင်အဲ့ဒီ3ထိတ်စီထိတ်နှလုံး30 ጓ 30ဖြစ်ထားတဲ့တပွဲကြော်မှာလိုက်ကပ်နော်အဲ့ဒီမှာလဲသူ့ရှိနှစ်ကကဏ္ဍခွန်စွန်းတဲ့ခုနှစ်ကကဏ္ဍကလာပေါက်လိုက်တဲ့အချိန်မှာ3ထိတ်ထိတ်နှလုံး30 ጓ 9ရဲ့တပွဲကြော် အဲ့ဒီလိုဖြစ်တယ်ဒီမှာလည်းဖြစ်တယ်ဆိုတော့အင်းကျွန်တော်တို့ကမနေ့ကပဲပြောနေညာအပူရှေ့ကိုနောက်ကိုနော်နောက်ပေါင်းကိုရှေ့ပေါင်းကိုကိုနောက်ပေါင်းကိုတွေပေါ့နော်ညာကျွန်တော်ပြခဲ့တာမနေ့ဘူးအဲ့တော့နောက်ပေါင်းကိုတွေပြခဲ့တာမနေ့ဘူးဆိုတော့ကျွန်တော်တို့ဒီနေရာမှာရှေ့ပေါင်းကိုလေးနဲ့ကျွန်တော်ပြထားတာရှိတယ်ခွန်ခါကြောင့်ရှိနှလုံးခွန်၊တုံညာခါကြောင့်ရှိနှလုံးတုံညာ။အဲ့ဒီခွန်ခါကြောင့်ရှိနှလုံး ခွန်မဲရိုက်တယ်။ဒါဆိုဒီ၉ခါကြောင့်ခြေနှလုံးကကိုးအောင်မလား။ခြေနှလုံးကိုးအောင်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ363ဆိုတဲ့ခဏကိုထည့်။နော်။ခြေနှလုံးကိုးဖြစ်သွားအောင်မနေ့ညက၃နောက်ပိတ်ဆောင်မှနောက်ပေါင်းကိုးကိုးထည့်စည်းရဲဆောင်မှနောက်ပေါင်းကိုးဆိုပြီးကျွန်တော်ပြထားတယ်နော်။အခုဒီပွဲကိုအဘူးကိုရှေ့ကိုနောက်ကိုနဲ့ညီအောင်ဒီကနန်းကမစိုးဘူး အဲ့ဒါဆိုရင်ဒီခွန်ခါးကြောင့်ထိတ်နှလုံးခွန်သွားတယ်တုံညာထိတ်နှလုံးတုံညာကိုးကြောင့်နှလုံးကိုဟုတ်ပြီဒီနှလုံးလေးကြောင့်တို့အဲ့ဒီနှလုံးပေါင်လေးဖြစ်ခဲ့လို့ဒီခွန်ထိတ်စည်းနဲ့ထိတ်နှလုံးခွန်လေးကလည်းလေးပဲဒါဆိုဒီနှလုံးပေါင်းကခွန်ဖြစ်ခဲ့လို့ ဒီခွန်ထိတ်နဲ့ရှေ့ပေါင်း30နဲ့ကလည်းခွန်မယ်နော်အဲ့တခါဒီနှလုံး3ညဖြစ်ခဲ့လို့ဒီ3နဲ့ရှေ့ပေါင်းခွန်နဲ့ကလည်း3ညပဲနှစ်ချက်ရိုက်ဒါဆိုရင်ဒီနှလုံးခွန်ဖြစ်ခဲ့ပြီဒီနှလုံးပေါင်းခြင်းခွန်ဖြစ်ခဲ့လို့ဒီရှေ့ထိတ်စီးနဲ့ရှေ့ပေါင်း9နဲ့မှာသူကခွန်ဆိုတဲ့အတန်ကိုထပ်ဖြစ်မလားနော် အဲ့ဒီခွန်ခါးစီရှေ့ပေါင်းခွန်လို့ရိုက်လိုက်တာ ਨੇ ဒီနှလုံးပေါင်း၄ကြောင်းခွန်ထိတ်နဲ့ရှေ့ပေါင်းနဲ့ကလည်း၄တည်းတခါတုံညာခါးစီရှေ့နှလုံးတုံညာလို့ရိုက်လိုက်တာ ਨੇ ဒီနှလုံးခွန်ကြောင်းထိတ်သုံးလုံးကခွန်လို့ဖြစ်တယ်အဲ့ဒီခွန်ခါးရှေ့ပေါင်းခွန်လို့ရိုက်တော့ဒီနှလုံးတုံညာကြောင်းဒီသုံးလုံးကတုံညာလို့ပြန်ရိုက်တယ်အခုဒီနှလုံးဒီ၉ခါးကြောင်းကျွန်တော် ရှေ့ပေါင်း၉လို့ထည့်လိုက်တာ ਨੇ ဒီနှလုံးပေါင်းခွန်ကြောင့်เนาะ၈နဲ့9နဲ့ပေါင်းခွန်ကြောင့်အဲ့ဒီခွန်ကို၈3 6ဆိုပြီးကျွန်တော်တို့ကခွန်လို့ပြန်ထည့်ခြင်းเนาะအဲ့တော့၈ပေါင်း9ကနှစ်ချက်စုံပြီဟုတ်ပြီအဲ့ဒီခြေပေါင်း9ကိုဒီနှလုံးပေါင်းခြင်းနဲ့ဒီနှလုံးပေါင်း6နဲ့ဒီနှလုံးပေါင်း6နဲ့ အဲ့ဒီ၉နောက်ဘိတ်ကိုရှေ့ပေါင်း9နဲ့ပြန်ပေါင်းရင်6လို့ပဲသူပြန်ထည့်နောက်ပေါင်း6ဒီနောက်ဘိတ်နဲ့ရှေ့တွဲနဲ့ကပြန်6တာဒါဆိုရင်နောက်ပေါင်း30လို့ရိုက်ထားတယ်အဲ့ဒီ30ဒီဒီနောက်ပိတ်နဲ့ရှေ့နှလုံးထဲကို30လို့နှစ်ချက်ပြန်ရိုက်တယ်အခုဒီမှာနောက်ပေါင်း4သွားတယ်အဲ့ဒီ4ကို ခွန်နောက်ပိတ်နဲ့ရှေ့ပေါင်းခွန်နဲ့ကသူက၄နှစ်ချက်ပြန်ရိုက်တယ်နော်အဲ့တော့နောက်ပေါင်း6ဒီ3လုံးက6နောက်ပေါင်း10ဒီ3လုံးက10နောက်ပေါင်း4ဒီ3လုံးက4နောက်ပေါင်း3ဆိုပြီးအခုလာပြီအဲ့ဒီနောက်ပေါင်း3ဒီ၄နောက်ပိတ်နဲ့ရှေ့ပေါင်း9နဲ့မှာကျွန်တော်တို့ကပြန်ပြီးတော့3နှစ်ချက်ရိုက်ရှင်တယ် ဒါဆိုရင်ဒီဘွဲမှာကျွန်တော်တို့ရှေ့ပေါင်းကိုကစားကိုကစားရမယ်ချက်ကညီးနေတော့မယ်မပြတ်သေးဘူးချက်ညီးနေတာပြောပြတယ်နော်အဲ့ဒီခွန်ကိုရှေ့ပေါင်းခွန်လို့ထည့်လိုက်တာ ਨੇ ဒီနှလုံးပေါင်း၄ဒီကိုနောက်ပိတ်နေအဲ့ဒီနှလုံးပေါင်း၆ဒီကိုနောက်ပိတ်နေရှေ့ပေါင်းခွန်၆လို့ပြန်ထည့်နော်အဲ့ဒီနှလုံး၆ကိုဒီသုံးလုံး၆လို့ပြန်ထည့် Mm-hmm. ဒီနှလုံး6ကိုဒီသုံးလုံးက6ဒီနှလုံး3ညကိုဒီသုံးလုံးက3ညဒီ3ညရဲ့ဒီ3ညခါကြောင့်ခြေ3ညဒီနှလုံး4ကိုနောက်ပိတ်နဲ့ရှေ့တွဲနဲ့က4လို့ရိုက်လိုက်တာခွန်ခါကြောင့်ရှေ့ပေါင်းခွန်အဲဒီနှလုံး3လို့ရိုက်ထားလို့ နောက်ပိတ်နဲ့ရှေ့ပေါင်းကူနဲ့တုံးလို့ရိုက်လိုက်မယ်ဆိုရှေ့ပေါင်းကူကိုးခါကြောင့်ရှေ့ပေါင်းကူဒီနယ်လုံးပေါင်းချင်းခွန်ကြောင့်ရှေ့တွဲနဲ့ရှေ့ပေါင်းကူနဲ့ကခွန်เนาะအဲ့တော့ရှေ့ပေါင်းကူကဂျက်ညီနေတုံးမဲ့သုံးဘက်လုံးနဲ့ညီတယ်ပေါ့ဗျာเนาะအဲ့တော့ရှေ့ပေါင်းကူပေါ့เนาะ